အားလုံးပဲမင်္ဂလာပါအခုကျွန်မထပ်ပြီးတော့ပြပြပေးမယ့်အကြောင်းကတော့ notebook ပုံမှန်ရှိရဲ့ notebook တွေချိတ်ဆက်ရတဲ့အခါမှာအာဘယ်လိုမျိုးပုံစံမျိုးစားရရှိသလဲသူ့ရဲ့ architecture ရဲ့သူ့ရဲ့ notebook type မျိုးစားရနဲ့ပတ်သက်ပြီးတော့ပြပြခြင်းပါရဲ့အဲဆိုကျွန်မဒီမှာပြပြမယ့် notebook type မျိုးစားကတော့ peer to notebook peer to peer notebook နဲ့ client server notebook ဆိုပြီးတော့နှစ်ခုရှိပါတယ်အဲဆို peer to peer notebook ကဘယ်လိုမျိုးလဲလို့ပြောရင်သူ့ကိုဒီ point to point ချိတ်တဲ့ပုံစံမျိုးကိုဘာလို့သိလဲဆိုရင် PR to PR လို့သိပါရဲ့ note တစ်ခုနဲ့ note တစ်ခုရဲ့ကြားထဲမှာဒီ table ကျိုးတဲ့ချောင်းကနေပြီးတော့ direct ချိတ်ဆက်ထားတဲ့ဟာမျိုးကို PR to PR network လို့ပြောလို့ရပါရဲ့ဒီနေ့အပြင် PR to PR network တွေကတော့ဘယ်လိုပုံစံမျိုး network architecture ကိုသွားလဲဆိုရင် decentralized networks တွေပါအဲ့တော့ decentralized ရဲ့သဘောတရားကဘာလဲဆိုတော့ နောက်ဘက်ထဲမှာရှိရကောင်းနေသည်အကောင်လုံးတွေလုတ်ပိုင်ခွင့်တွေအတူတူပဲအားလုံးတွေ access တွေအတူတူပဲအဲလုတ်ပိုင်ခွင့်တွေ resource တွေပေးလုပ်တဲ့လူတွေအဲဒီပေးရသူ center တွေအာဒီ source အနေနဲ့လုတ်လုတ်ပြီးတော့ resource ကိုလက်ခံရတဲ့သူတွေတနည်းအား receiver တွေ အာတနည်းအားဖြင့်ပြောရင် destination အနေနဲ့ပုံစံမျိုးနဲ့သွားပါရဲ။အဲနောက်ပါမှာဆိုကျွန်တော်တို့က source နဲ့ destination နဲ့ရှိရဲ။အဲကိုကဒီ service ကိုပေးသုံးတဲ့လူဆိုရင် source ဖြစ်တယ်။ကိုကအဲ service ကိုယူသုံးတဲ့လူတွေ destination မှာအဲ့အတွက်သူ့ရဲ့ အဓိက decentralized network ဆိုတဲ့သဘောတရားအတိုင်းသူ့ရဲ့လုပ်ပိုင်ခွင့်နဲ့ responsibility အကုန်လုံးဒီ network ပေါ်မှာ share လုပ်တဲ့အခါမှာညီညွညီမပဲဖြစ်တယ်။ကိုကနေ resource ကိုပေးလိုက်တဲ့အချိန်မှာတော့ကိုက server အနေနဲ့ဖြစ်ပြီးတော့ကိုကနေအဲ့ resource ကိုလက်ခံယူလိုက်တဲ့အချိန်မှာ client အနေနဲ့သွားပါရဲ့။ပြီးရင်တော့ peer to peer network နဲ့ network ချိတ်ဆက်တဲ့သူရ architecture ကတော့ easy to set up ဖြစ်တယ်လွယ်ကူတယ်နောက်တစ်ခုကတော့ဒီ peer to peer network node ကိုချိတ်ဆက်ခြင်းအပြင်ကျွန်တော်တို့ဒီ rock group file for our sharing နဲ့ printer sharing နဲ့ကိုယ်မှရှိတဲ့ data file တွေ resource တွေကို sharing လုပ်ဖို့တွေလွယ်ကူပါမယ်။နောက်ထပ်အာကျွန်တော် network ပုံမှာထိတ်ဆက်လို့ရတဲ့ပုံစံတစ်မျိုးက client server network ပါ။ client server network ကတော့သူကဘာလဲလို့ပြော server ဆိုတာပါလာတာဖြစ်တဲ့အတွက်ဒီ resource ကိုယူသုံးတဲ့သူဒီ client ရဲ့ဖြစ်ပြီးတော့အဲ့ resource ကိုပေးတဲ့သူဒီ server အနေနဲ့လုပ်တယ်။အဲ့အတွက်သူဒီဘာ network ဖြစ်သွားပြီလဲဆိုရင် centralized network ဖြစ်သွားပါရဲ့။အဲ့တော့ဒီ central light ရဲ့သဘောတရားကဘာလဲဆိုရင်လုတ်ပိုင်ခွင့်နဲ့ access တွေပေးရလူစီ server နေပြီးတော့ပဲထိန်းချုပ်တယ်အဲတနည်းအားဖြင့်ပြောရင် administrator ပေါ့နော်ဒီ server service ကို run နေရဲ့ administrator network administrator account ကနေပြီးတော့ဒီ service တွေအကုန်လုံးကို manage လုပ်တဲ့သဘောပါပဲအဲကြတော့ဒီ resource တွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ data တွေ finding fora တွေ sharing လုပ်တော့မယ် access ပြီးတော့မယ်ဆိုရင်ကျွန်တော်ကဘယ်သူရှိရနေသွားရတော့ server ရဲ့ access ရမှသာသွားရတယ်အဲ့တည်းကိုက resource ကို login တဲ့လူတွေဒီ client ရဲ့ဖြစ်ပြီးတော့တောင်းခံတဲ့လူတွေဒီ client ရဲ့ဖြစ်ပြီးတော့အဲ့ resource ကိုပေးသုံးတဲ့လူတွေအဲ့ resource တွေနဲ့ပတ်သက်ပြီး manage and administrative right ရတဲ့လူကတော့ server ပဲဖြစ်တယ် အကြ client server ကတော့ဆန္ဒပြရသူ peer network ထဲဆိုင်တော့သူကမလွယ်ကူတော့ဘူးအာ server setup တွေပါဖြစ်နေတယ် server နဲ့ပတ်သက်တဲ့ installation setup configuration တွေအဲ့ဒီဘက်နေပါဝင်နေပြီး service ကိုဘယ်လိုပေးသုံးမှာလဲဆိုရင် implementation process တွေပါဝင်တာဖြစ်တဲ့အတွက်သူက client ရဲ့ဒီ peer to peer network နဲ့ဆိုင်တော့အာသူကပို့ပြီးတော့ချိတ်ဆက်ရတဲ့အပိုင်းဒီ complicated ဖြစ်တဲ့အဲပြီးရင် resource ကိုယူသုံးတဲ့ဟာဒီ centralized management ဖြစ်တာဖြစ်တဲ့အတွက် ဒီ centralize ပေါ့နော်ဒီ server ပေါ်ကနေပြီးတော့ server administrator နဲ့ access ပေးမှသာအကောင့်ကိုပေးရရှိရတုံးလို့ရရပေါ့များသောအားဖြင့်ကျွန်တော်တို့က ဒီ internet ပေါ်မှာအသုံးပြုပြီးကျွန်တော် local network တွေအခုရ service တွေကိုကျွန်တော်ပုံမှန်အဖြစ်သွားရင် client server network တွေနဲ့သွားတယ်အဲတနည်းအားဖြင့်ပြောရင် local network တွေ enterprise network တွေကို corporation ပေါ့နော် corporate network တွေမှာဆိုရင်တော့ကျွန်တော်ကဘာပုံစံမျိုးများသောအဖြစ်သုံးကြလဲဆိုရင် client server network တွေကိုအဓိကထားပြီးသုံးကြပါတယ်ဟုတ်ကဲ့ပါကျွန်မဒီနေ့ပြောတဲ့အကြောင်းအရာလေးကတော့ network ပေါ်မှာချိတ်ဆက်တဲ့အခါမှာ ထိဆက်လို့ရတဲ့ architecture အမျိုးအစားနှစ်ခု peer to peer နဲ့ client server network အကြောင်းသင်ပြဆွေးနွေးတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ် video တွေမှာထပ်ပြီးတော့တွေ့ဆုံပါအောင်မယ်အားလုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးပါရှင်